ယမန်ရှိအီရန်ထောက်ပံ့ပေးနေသည့်ဟူဒီတဘိုများသည်ဒုံးကျည်ဒဇင်းကို ပြစ်လုခဲ့သည်ဒါဟာဟူဒီတဘိုများကိုအမေရိကန်ကတိုက်ခိုက်ပြီးနောက်ပိုင်းပထမဆုံးအကြိမ်ပြန်လည်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်2025ခုမလ15ရက်နေ့မှာသမ္မတဒေါ်နယ်ထရန့်ကယမန်ရှိဟူဒီပြစ်မှတ်များကိုလေကြောင်းမှတိုက်ခိုက်မှုများပြုလုပ်ရန်အမိန့်ပေးခဲ့ပါတယ်ဤရွေချက်မှာအကြမ်းဖက်စခန်းများခေါင်းဆောင်များနဲ့ဒုံးကျည်စနစ်များကိုဖျက်ဆီးရန်ဖြစ်သည် ဒါဟာအမေရိကန်သင်္ဘောတွေကိုကာကွယ်ဖို့နဲ့ပင်လယ်နီမှာသင်္ဘောလမ်းကြောင်းတွေကိုဘေးကင်းစေဖို့လှုပ်ဆောင်ခဲ့တာဖြစ်ပါတယ်ဟူတီတပုံများသည့်လွန်ခဲ့သည့်နှစ်နှစ်တာကာလအတွင်းစီးပွားရေးနှင့်စစ်သင်္ဘောများကိုနောက်ဆက်ခဲ့ခြင်းကြောင့်ယခုကဲ့သို့ဆုံးဖြတ်ခြင်းဖြစ်သည်ဟူတီများသည့်တမနာခရန့်ထွန်၏အဓိကမဟာမိတ်များထံမှတအူးကို ပြစ်မှတ်ထားသည့်ဒုံးကျည်စင်းကိုပြုလုပ်ခဲ့သည်ယမန်မှဟူတီဒုံးကျည်စည်းသည့်ရှမ်အယ်ရှိတ်အနီအီဂျစ်နိုင်ငံဆိုင်နိုင်ကျွန်းဆွယ်တွင်တရောက်ခဲ့သည် ်အီဂျစ်ရှိတည်နေရသည်အစ္စရေးမြို့ဤလက်မကီလိုမီတာ၂၀၀သာကွာဝေးသည်မိမြပျက်စီးခဲ့သည်ကိုရှင်းရှင်းလင်းလင်းမသိရပေတိုက်ခတ်မှုသည်တင်းမောက်မှုများမြင့်မားနေဆဲဖြစ်ပြီးပရိပခါများထမှန်ဖြစ်ပွားလာနိုင်ကြောင်းပြသနေသည်အီရန်တော်လှန်ရေးအစိုးရများသည်၎င်းတို့၏အကျိုးစီးပွားများကိုချိန်၆လပါကပြင်းထန်စွာပြန်လည်တိုက်ခတ်မိဖြစ်ကြောင်းသတိပေးခဲ့သည်နိုင်ငံများသည်တင်းမောလမ်းကြောင်းများဘေကင်ရေနှင့်ပြတ်သက်၍စိုးရိမ်ကြပြီး ပြည်ပခပြန့်ပွားလာမည်ကိုစိုးရိမ်နေကြသည်ယမန်မှာအခြေအနေကတင်းမာနေစေပါအမေရိကန်နဲ့ဟူတီတပုံနိုင်ငံစလုံးသည်ပြင်းထန်သောအကျိုးဆက်များရှိလာနိုင်သည့်စစ်ရေးအရအရေးကြီးမှုများပြုလုပ်နေသည်ဒေသတွင်းတည်ငြိမ်မှုနှင့်ကမ္ဘာကုန်သွယ်မှုကိုထိခိုက်စေနိုင်သောကြောင့်နိုင်ငံအများပြားသည် နောက်ဆက်တွဲဖြစ်လာမည့်အရာကိုအနိကဆောက်ကြည့်နေကြသည်